သောနာဒန္တံပါဏာဟုသောသုတ်တံဘဂဝတာကာထကံအာရဘဘာတိတံအင်္ဂိသုဘန္ဒေသနာပတိသံဘာယံသောနာဒန္တံယမနံအာရဘဘာတိတံသီလပညာချင်းချင်းပြည့်စုံများကြောင်းသီလပညာချင်းချင်း စင်ကြယ်စေနိုင်ကြောင်းမှစာ၍အသွေခရညာတိုင်အောင်ဖော်ပြရာဖြစ်သောသောနာရန္တာမိသောသုတ်တန်တရားဒေသနာတော်ကိုဘုန်းတော်၆ပါးသခင်ဖျားရှင်သည်အဘယ်ရတေသနာ၏အဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဟောကြားတော်မူခဲ့ပါသနည်းငါရှင်အင်္ဂတိုင်းအဝါပါစံပါမြို့၌ ဇံပါမြူဇာကောငါဒန္တာပုံနာတိသဗ္ဗညူမြတ်စွာဘုရားတည်င်း300ဇံပါပြီကဲကရာမြည်သော ရေကန်းတို့သွားရောက်၍အမေပုစာပြဒနာတို့ကိုအချင်းချင်းမေးလျောက်ပြီးသောအခါကာလဝယ်သီလနှင့်ပညာတို့ကို သီလဟုသောစကားများပညာဟုသောစကားများသာ သူတို့၏ဇမနဘာသာဝယ်အဓိပ္ပာယ်ရှိကြောင်း အကျေတဝန်မသိပါကြောင်းအကျေတဝန်ဟောပြတော်မူပါမည်အကြောင်းသာသီမြတ်စွာဘုရားအလျောက်ထားကောင်းမှန်သောအခါသံဃာသံဃုဒ္ဓမြတ်စွာသည်တရားပွင့်တော်မူသည်မှာအစအာသဝေခယဉာဏ်တိုင်အောင်သာမင်ညဖလသုတ်တံဝေဟောကြားတော်မူအပ်သည့်ဤအတိုင်း ဇူလသီလမစ္စည်းမသီလမဟာသီလတိဟုသောသုံးပါးသောသီလပထမဒုတိယတတိယစတုထသံတိဟုသော400သောဇံဝိပဿနာညာအစရှိသော7ပါးသောဝိဇ္ဇာတိဟုသောဇံ၄ပါးဝိဇ္ဇာ7ပါးတိဟုသောပညာတရားတို့ကို ခွဲခြားစိတ်ဖြာဟောဉာဏ်ဖြစ်သော ဤသောနာဒန္တသုတ်တံဒေသနာတော်မြတ်ကိုအင်္ဂတိုင်းစံပါပြီခကရာမိသောရေက၌သောနာဒန္တပုံနာကိုအကြောင်းပြု၍သာသင်ညူမြတ်စွာဘုရားဟောကြားတော်မူအပ်ပါသည် အရှင်ဘုရားကုဒ္ဒဒန္တံပါဏဟောသော သုတ်တံ ဘဂဝတာကထကံအာရဘဘာတိတံမဂတုသူဗန္တိခာနုမတိနာမဗျာမနာဂာမိကုတတံတံဗျာမနံအာရဘဘာတိတံအလူအတံပေကံသောပုဂ္ဂိုလ်ဤလူတံနှင့်ဆာ၍စေနှလုံးထားပုံသုံးမအယံတ၁၆ပါးနှင့်ပြည့်စုံသော ရေဟုခေါ်သောအလူကြီးပေကံဘုံမှစ၍အစဉ်စဉ်မြင်များသောအသက်ခရညာတိုင်အောင်သောတရားသူတို့ကိုပေါ်ပြရာဖြစ်သောကုတရန္တသုတ်ကိုမြတ်စွာဘုရားသခင်သည်ဘယ်ရတေသာ၌ဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဟောကြားတော်မူခဲ့ပါသနည်းငါရှင်မဂဒတိုင်းအဝါပါခာနုမတာမြည်ရှိသော ပုံနာရွာ၌ ခာနုမတရွာသာကုဋ္ဌဒန္တပုံနာတိသာဝိညုညာစွာဖြာရှိရာအမလာတိကဥယျံတို့သွားရောက်ပြီလင်အလှအတံပြုလုံသောအခါသုံးပါးသောစိတ်ထားပုံ16ပါးသောအချမ်းအရာအစင်းလက်သားတို့နှင့်ပြည်စုံသော မဟာဒါနကိုတည်င်းစကားများသာကြားဘူးကြောင့် အကျေတဝန့်ဖွင့်ပြဟောတော်မူပါမည်အကြောင်းတောင်းပန်သောအခါသမ္မာသမ္ဗုဒ္ဓသာပြညူများစွာဖျားသည် မဟာဝိသီတမင်းဤအတိတ်ဥပမာကိုဆောင်းတော်မူ၍ဘုဗ္ဗံမုံ့စပရတိဟုသောစေရနာသုံးပြားကောင်းစွာထားခြင်းဖြင့်သုံးပါးသောစိတ်ထားနှင့်ပြည့်စုံဖို့ မိမိနောက်ပါပရိသတ်၄ပါးတို့အလူဒါနပေးသည်ကိုကျေနပ်ခွန်ပြုဘုံဒီဟုသော၄ပါးအလူရှင်ကို၌ကားဖြင့်ဇာတိစင်ကြယ်ခြင်းအစရှိသော အင်္ဂါ၈ပါးမဟာဒါနကိုစီရင်သောပုဂ္ဂိုလ်၏မိဘဖက်ဖက်နှစ်ဖက်မှအမျိုးအနွယ်စင်ကြယ်ခြင်းအစရှိသောအင်္ဂါ၄ပါးဤ၁၆ပါးသော အချာအယံပရိခရာနှင့်ပြည်စုံသော မဟာဒါနကိုဟောပြတော်မူပြီသည်အဆုံးွယ်ထိုသုံးပါသောသုံးပါသောယညသံဃာ16ပါးသော အချာယနှင့်ပြည့်စုံသောမဟာဒါနတဲ့ကိစ္စလီနိဗ္ဗာအကျိုးလီဆသာများလာတော်တပါသောမဟာဒါနရှိမရှိကိုသာပြညူများစွာဖျားမေးလျောက်သောအခါထိုစွာပြီးတော့ မဟာဝိသီတာတို့ဤတိဝိဒသောလာသာပရိခာရနှင့်ပြည့်စုံသောမဟာဒါနတဲ့ပင်သီလာရှိသောယဟန်သူများတို့အားနေသဘာဝတ္တီ၍သံသင်္ကန်ကြောင့်စေရစားရှိသောပစ္စည်းလေးပါးကိုလှူဒါန်းရခြင်းတည်းလှူဒါန်းရခြင်းတည်းဟုသော အနုကူလနိဗ္ဗာန်ဒါနသည်ကိစ္စလီနိဗ္ဗာန်လွန်စွာလီအကျိုးများကြောင့် ထိုတလေးသတုဒီသာသံဃိကအကြောင်းစရာကိုဆောက်လို့၍လူထမ်းခြင်းသည်ကိစ္စနိဗ္ဗာထိုတဲ့အကျိုးများလာပါကြောင်းထိုသတုဒီသာသံဃိကအကြောင်းကိုလူရခြင်းတဲ့ဒါရဏဂုံခံယူရခြင်းသည်ထိုတဲ့ကိစ္စနိဗ္ဗာအကျိုးများလာကြောင်းထိုတဲ့တရဏဂုံအထွတ်တတ်သည့်ပြင်စင်ကသီလကိုဆောက်တည်ရခြင်းသည် ကိစ္စလီနိဗ္ဗာထုတ်တယ်လီ အကျိုးတရားများသည့်မဟာဒါနဖြစ်ကြောင်းထို့တဲ့သဗ္ဗညုညာသဗျာဤသာသနာဝေဒရာပပစိတကုလာပုဒ္ဒယဟံအဖြစ်ကိုခံယူ၍သုံးစုသောသီလသံဃာလေးပြားသောသံရှစ်တန်သောဝိဇ္ဇာတို့နှင့်တကားအာသဝကရာညာတိုင်အောင်ကျင့်သုံးခြင်းသည်ထိုတလီကိစ္စနိဗ္ဗာထိုတလီ အကျိုးများလာသည့် မဟာဒါနယဉ်ညသံဗရာဖြစ်ကြောင်းအာသဝကရညာန်တဲ့ပါလွန်မြင့်မြတ်သောယဉ်ညသံဗရာမဟာဒါနမြည်သည်မရှိကြောင်းထင်ရှားစွာအကျေတဝန်ဖော်ပြသည်ဤကုတဒန္တတုတ်တံဒေသနာတော်မြတ်ကိုမဂဒတိုင်းအဝံပါခာနုမတကရွာ၌ခာနုမတရွာသာကုတဒန္တပုံနာကို အကြောင်းပြု၍ ဘာဖြင့်ညူမြတ်စွာဘုရားဟောကြားတော်မူအပ်ပါသည်ရှင်ဘုရား